။တမီလေးဖို့ကျင်အခုချိန်နဲ့မထသေးဘူး။အိမ်မက်မက်များထန်နေ။အမဲလိုလိုအိမ်ရထားတာနောက်ကြတယ်။အခု၈နာရီရှိနေပြီ။ဟာလာ။အခုကပဲနနာရှိလေ။ဒီနေ့လည်းငါအိမ်ရထားတာနောက်ကြပြန်မထန်နေ။အိုးအမြန်ထမရမယ်။တမီလေးဖို့ကျင်နိုးလာပြီလား။နာယောလည်းကြည်ပောင်းကွယ်။ဒီမှာတမီတို့အမေစင်သိမ့်ပြင်ထားတယ်။ တမီးအဖေလည်းတမီးစားဖို့ကြက်သားခြံထားပေးသေးတယ်မြင်မြလာစားလိုက်ပါတမီးလေးစားဖို့အတွက်ဟင်းပူပူလေးပြင်ဆင်ပေးနော်ချမင်းပူဟင်းပူစားတာကျမ်းမာရင်နဲ့ညီညွတ်တယ်ကွာလာလာတမီးရဲ့အဖေတို့နဲ့တူတူတခါတည်းဝင်စားလိုက်တော့အဖေတမီးမစားချင်သေးဘူးအခုဘိုက်ပြည့်နေတယ်လို့ဖြစ်နေလို့နောက်မှပဲစားရမယ်နော်ဖူချစ်ကတော့သူ့နဲ့ရင်းနှီးဆုံးတငယ်ချင်းဖြစ်တဲ့ဆဆစီကိုတွားလိုက်ပါတယ်အိုးဖူချစ်ဘယ်နဲ့ရောက်လာလဲမနဲ့ဆိုရင်ရောက်လာပါလားဟာဒီနေ့ပြင်မှာမိုးရွာနေတယ် စပားကင်းနဲ့သွားပြီးကစားရအောင်လေ။အေးကောင်းသားပဲသွားရအောင်လေ။ငါတို့လေမိုးရွာနေတာအရင်သဘောကြတယ်။စိတ်ထဲမှာလည်းပျော်ရွှင်သွားတယ်လို့ပဲ။တင်းနောက်မှာတော့ဆဆာနဲ့ဖူချစ်တို့ကအိမ်လေးထဲကနေစပားကင်းနဲ့ကိုပြေးထွက်လာလိုက်ကြပါတယ်။သူတို့နှစ်ယောက်လုံးကအခုလိုမိုးရွာထဲမှာကစားရတာကိုအရင်ကြိုက်ကြပါတယ်။မိုးရွာနေတာအရင်ပျော်ဖို့ကောင်းတာပဲနော်ဆဆာ။အခုလိုမိုးရွာထဲမှာကစားရတာစိတ်လှုပ်ရှားလား။စိတ်လှုပ်ရှားတာပေါ့ဟဲ့။ပျော်ဖို့လည်းကောင်းတယ်။ အခုတော့ငါတို့မြောက်တဲ့ရှိတယ်။နောက်တော့တငငချင်းအစ်စ်တွေထက်ရလာမှာပါ။ငါနှင်းကိုရီးစားရှာပေးရမယ်။ရီးစားဟုတ်လား။ရီးစားဆိုတာဘာကိုပြောရလဲ။ဟာနှင်းကလည်းမသိဘူးလားဟာ။ငါတို့တို့အဖော်မွန်ပြောတာလေ။နင်ရီးစားတာရရင်တီထက်ပိုပြောသွားမှာပေးလား။အခုတော့ဘာမှမလုပ်ချင်ပါဘူးဟာ။နင်ငါရဲ့ပေးနာမှာရှိနေအဆင်ပြေပြီလေ။အခုတော့အမေကိုပဲပြောအောင်ထားပေးချင်တယ်။ငါလည်းနှင်းလိုပါပဲဟာ။ငါတို့ကြီးလိုက်အတူတူစူးစမ်းကြတာပေါ့။ ညမောင်လာတော့အိမ်လေးထဲမှာဥကုကိုရိုလင်များ TV ကြည့်နေပါတယ်။အိမ်ထဲမှာတော့ဖိုးချစ်မရှိပါဘူး။ဒီကောင်မလေးကအခုချိန်နေပြန်မလာသေးပါလား။အခုချိန်နေဘာမှမစားသေးဘူး။ဘယ်လိုလျှောက်သွားပြန်ပြီလဲမသိဘူး။မဖြစ်ဘူးမဖြစ်ဘူးအပြင်မှာမှောင်လာပြီ။အပြင်ထွက်ပြီးသမီးလေးကိုသွားခေါ်မရမယ်။သူ့အမေတော်စိန်ကြီးလည်းသမီးလေးကိုလိုက်ရှာရင်းကိုကြီးရဲ့တငယ်ချင်းဖြစ်တဲ့ဆက်စာရဲ့အိမ်ကိုရောက်လာပါတယ်။တော်ခင်ထားရေတော်ခင်ထား။ဒီ ਉਹ ကျမသမီးလေးဖိုးချစ်လာသေးလားတော့ မလာဘူးမဆိုင်ကြီးရယ်ဆာဆာလည်းအခုချိန်နေပြန်ရောက်မလာသေးဘူးဘယ်ရီများသွားနေကြလဲမသိပါဘူးတော့ဩကျမသမီးလေးများဒီမှာရှိနေမလားလို့လေအဲ့ဒါလာကြည့်တာပါအခုအပြင်မှာအရမ်းမောင်နေပြီလာအတူတူသွားရှာရအောင်လေတော်စိန်ကြီးကတော့အင်ပြန်ရောက်မလာသေးတဲ့သမီးလေးအတွက်စိုးရိမ်နေပါတယ်ဘူချစ်ကတော့သူ့မိဘတွေအိပ်ပျော်တဲ့အချိန်ရောက်မှအင်ယုံတိတ်တိတ်လေးပြန်ရောက်လာပါတယ်ဆဆာလည်းပူချစ်လိုပါပဲနောက်တနေ့မနေ့ဆော့ဆော့ရောက်တော့သူတို့နှစ်ယောက်လုံးကျောင်းကိုထွက်လာကြပါတယ် ဒီနေ့ငါတို့ကြားမှာအချောလာလေးတွေရှိနေမလားဆဆာကတော့သူ့ရဲ့ပထမဆုံးကြောင်းတက်တဲ့နေ့ဖြစ်တာကြောင့်စိတ်လှုပ်ရှားနေပါတယ်အားလုံးပဲမင်္ဂလာပါကလေးတို့ရေဒီနေ့တော့ကလေးတို့ဆရာပထမဆုံးစာသင်ပေးမှာပါစာသင်စချိန်မှာအားလုံးပဲကြိုးစားကြနော်ကဲကဲတပည့်တို့ရေကိုကိုကိုမိတ်ဆက်ပေးကြပါအောင်ကွယ်သမီးနာမည်ချစ်ချစ်ပါသမီးအသက်ကတော့16နှစ်ရှိပါပြီသမီးကတော့ရွှေဖီရွာလေးမှာနေပါတယ်မင်္ဂလာပါဆရာသမီးနာမည်ကတော့ရွှေရွှေပါ အသက်ကတော့20ရှိပါပြီ။သမီးမအဖေမရှိတော့ပါဘူး။အမေနဲ့တူတူနေပါတယ်။ဟာဟာ။သူတို့ကရိုးရိုးသားသားကိုဖြေဆူနေကြတာပဲ။နောက်ကတယောက်ပါရီပြောနေရလဲ။မင်္ဂလာပါဗျ။ကျွန်တော်နာမည်ကကောင်းသူလို့ခေါ်ပါတယ်။ကျွန်တော်ကချမ်းသာတဲ့သူတယောက်ပါ။အခုကစပြီးအတန်းထဲမှာအဆင့်တရောင်ကြိုးစားပါမယ်။သမီးအမေကတော့ဈေးထဲမှာအသီးရွက်တွေရောင်းပါတယ်။သားအဖေကတော့ကုန်တယ်ပါ။သမီးနာမည်ကပူချက်ပါ။အသက်ကတော့16နှစ်ရှိပါပြီ။ ။သူကတော့ခန္ဓာကိုယ်ကလှပေမဲ့ရုပ်ကတိတ်မလှဘူးကွာ။မင်္ဂလာပါ။သမီးရဲ့နာမည်ကဆဆာပါ။သမီးရဲ့အိမ်ကတော့ကျောင်းနဲ့ဆိုတိတ်မဝေးပါဘူး။ဆဆာရဲလား။သူကတော့ရုပ်လေးလှပေမဲ့ခန္ဓာကိုယ်ကပိန်လွန်းတယ်။ငချောက်လိုပဲ။ဆဆာကတော့ကောင်းသူကြည့်ပြီးစိတ်လှုပ်ရှားနေပါတယ်။အခုဆိုရင်ဘူးချင်းနဲ့ဆဆာတို့ကအတန်းထဲမှာတငယ်ချင်းအစ်စ်တွေနဲ့တွေ့ဆုံနေရပါပြီ။သမီးလေးကျောင်းသွားရတာအဆင်ပြေရလားသမီး။စာသင်ရတာပျော်စရာကောင်းတယ်မလားပျော်စရာကောင်းတယ်အမေရဲ့ ဆရာကလည်းသမီးတို့စာကောင်းကောင်းတည့်မဲတယ်။သမီးရဲ့တငယ်ချင်းဆဆာတို့နဲ့လည်းတခမ်းနေပဲလေ။အင်းအင်း तू ဟာချမ်းသာတဲ့သူတရားပါ။ तू ဟာသမီးလေးကိုစိတ်ရင်းမှန်နဲ့ပေါင်းရလား။အချင်းချင်းတည့်အောင်ပေါင်းကြနော်။အိုးမင်းတို့နှစ်ယောက်ကဒီမှာထိုင်နေကြလား။ဟုတ်တယ်ကောင်းသူဒီမှာလာထိုင်နေ။မင်းတို့ကထမင်းစားမပြန်ကြဘူးလား။ငါတို့အိမ်မှာထမင်းပြန်စားတယ်ငါတို့ညောက်ကကြားမှာပဲထမင်းတူတူစားကြတာအိမ်ပြန်ပြီးစားတာပင်မနဲ့လေ ဆဆာနဲ့ကောင်းသူတို့ကတော့အရန်ကိုရင်းနှီးလာကြပါတယ်။ဒီနောက်ပိုင်းမှာတော့ဆဆာကဖူချစ်စီကိုအရင်ကလိုတိတ်မလာတော့ပါဘူး။ဖူချစ်ကတော့ဆဆာအတွက်စိုးရိမ်နေပါတယ်။ဆဆာတယောက်အခုနောက်ပိုင်းငါ့စီကိုတိတ်မလာတော့ပါလား။သူကောင်းသူနဲ့တူတူတနည်းရောက်သွားနေရများလား။သူအခုအစင်ရောပြည့်ရဲ့လား။ဖူချစ်ကတော့ဆဆာကိုကြားမှလည်းမတွေ့ရတာကြောင့်ဆဆာရဲ့အိမ်ကိုသွားပြီးအမေဖြစ်သူမိတ်ကြည့်လိုက်ပါတယ်။အန်တီမင်္ဂလာပါ။ဆဆာဟောကျောင်းမှလည်းသူ့မတွေ့ဘူးအန်တီ သမီးကကြောင်းသွားတာပဲလေသမီးတို့နဲ့တူတူပဲမလားအခုချိန်နေအိမ်ကိုပြန်မလာသေးဘူးနောက်တနေ့ဖူးချစ်ကျောင်းကိုသွားတော့ဆဆာကိုတွေ့လိုက်ရပါတယ်ဆဆာကတခြားသူငယ်ချင်းတွေနဲ့တူတူရှိနေပြီးစာကိုလည်းစိတ်ဝင်စားတဲ့ပုံမရပါဘူးဖူးချစ်ကတော့အခုဆိုရင်ကျောင်းဝစာတွေလိုက်လို့တလို့အိမ်ကအလုပ်တွေကိုလည်းကိုညီလောက်ကင်ပေးပါတယ်တပတ်မှာတော့ဆဆာကအပေါင်းအသင်းတွေနဲ့တူတူအပြုတ်အပါပါလိုက်စားခဲ့ပါတယ်။ဆဆာကစာမလုပ်ပဲ ငယ်ချင်းတွေနဲ့တူမူယူကခုံနေပါတော့တယ်။ဆဆနင့်ဟငါအရင်အလောက်မမြင်တော့ပါလား။နင့်အခုတော်တော်စာအောင်လုပ်ရက်လား။စာရောလုပ်နိုင်ရက်လား။ဖူးချစ်ငါနင်းနဲ့တိတ်မတွေ့ဖြစ်ပေမဲ့နင့်ကိုတတိယနေပါတယ်ဟာ။ငါအခုမလုပ်ရသေးတဲ့စာတွေလုပ်နေရလေ။နင်ငါနဲ့တူတူလိုက်ခဲလို့ရတယ်။ငါတို့ငယ်ချင်းတွေနဲ့တူတူသွားပြီးတော့ကခုံကြတာလေ။ကောင်းသူလည်းပါတယ်။ဆဆရဲ့ငါနင့်လိုမချမ်းသာပါဘူး။ပတ်စံတွေတိတ်ပြီးတော့မသုံးဖြုံးနိုင်ပါဘူး။ ငါနှင်းကိုစာကျူးစားပါလို့ပဲပြောချင်တယ်ဟာအေးပါအခုတောင်ကမလုံမဖြစ်တာကြောင့်စာရီလုံနေရတာစာရီတောင်မတင်ချင်တော့ဟာနေငါ့ကိုစာပဲချက်ခိုင်းနေမယ်ဆိုရင်တော့နေငါစီကိုမလာတာကောင်းမှထင်တယ်ဆဆာကတော့စာရီကိုလည်းတိတ်မလုံချင်တော့ပါဘူးသူကတော့ကြောင်းစာတင်ရတာတဲ့အပြော်ပါတော့ပဲပိုပြီးမှတ်လာပါတယ်ဆဆာကတော့ညရောက်တိုင်းမှာကောင်းသူတို့နဲ့တူတူလိုက်သွားပြီးပျော်ပါကခုန်ပါတယ်အခုဆိုရင်ကောင်းသူနဲ့ဆဆာတို့ကချစ်သူတွေဖြစ်သွားပါပြီ ညရန်သူတို့နှစ်ယောက်ကရှောက်လဲကြပါတယ်။ကောင်းသူကလည်းသူ့ရဲ့ခန်းစားချက်တွေကိုပြောပြတယ်။ဆက်စားမင်းနဲ့တွေ့ရတိုင်းပြောသူတို့ခန်းစားတယ်။တင်ညတော့အရင်ကစိတ်လှုပ်ရှားစရာကောင်းတာပဲဟာ။ဟုတ်တယ်ကိုကိုရဲ့အရင်ကစိတ်လှုပ်ရှားစရာပဲ။အခုအားစပြီးကိုတို့တူတူဘယ်တော့မှမခွဲမခွာနေသွားကြရအောင်နော်။ကိုကိုဆက်စားကိုလိန်ပြီးတော့မပြောမှန်းလား။ဆက်စားတယောက်အိမ်ကိုပြန်ရောက်လာတော့အဲ့လိုမပြောနိုင်ဖြစ်နေပါတယ်။ဟာ ငါအရင်မုန်းနေရလားဘာလို့သူ့ကိုပဲမြင်နေရတာလဲနောက်တနေ့ပူချစ်ចောင်းကိုလာတော့ဇဆာနဲ့ကောင်းသူတို့အတူတူရှိနေကြတာကိုတွေ့လိုက်ပါတယ်။အိုးသူတို့ဒီမှာလာချင်းတွေ့နေကြပါလား။ဇဆာကတော့အခုဆိုရင်စာရီကိုလည်းစ조사ပြီးမလုပ်တော့ပါဘူး။ညဆိုရင်လည်းကောင်းသူနဲ့ပဲအချိန်တွေအတူတူကုံဆုံးပါတယ်။တစ်ဖက်မှာတော့ပူချစ်ကចောင်းစာရီကို조사တင်ယူပါတယ်။ပူချစ်ကသူ့ရဲ့ရည်မှန်းချက်ကြောင့်ပညာရေးအပေါ်မှာပဲအပြည့်အဝအာရုံစိုက်ထားခဲ့ပါတယ်။ တနေ့မှာတော့ဖိုးချစ်ကြောင်းသွားရင်ကောင်းသူဟာတခြားကောင်မလေးတယောက်နဲ့အတူတူရှိနေတာကိုတွေ့လိုက်ရပါတယ်။ခါတိုင်းသူနဲ့အတူတူရှိနေကြဆဆာဟောဘယ်ယုံရောက်သွားပြီလဲ။နောက်နေ့မှာတော့ဆဆာကခုံလေးပေါ်မှာတယောက်တည်းထိုင်ရင်ငင်းငိုင်နေပါတယ်။ဟဲ့ဆဆာနင်တယောက်ထဲလား။ဟုတ်တယ်ဟာငါနဲ့ကောင်းသူဟာလမ်းခွဲလိုက်ပြီ။ तू ငါ့ပေါ်တစ္ဆာဖောက်တယ်ဟာ။ဆဆာငါမနေ့တော့ကောင်းသူနဲ့တခြားမိန်းကလေးတယောက်အတူတူရှိနေတာကိုတွေ့ခဲ့တယ်။ငါလဲသူ့ကိုဘာမှမမေးဖြစ်ပါဘူးဟာ။ ဟုတ်ချေရဲ့ငါအခုခန်းစားရလုံလို့တိတ်တော့မယ်ဟာနင်ကလည်းအစတဲ့သူ့မယုံကြည်တဲ့နာအခုငါမှရည်စားမရှိတော့ဘူးဟာနင့်ကငါတတိပေးခဲ့သားပဲနင်းနဲ့ကောင်းသူတို့ကြိုက်ကြတာကိုတချို့ကလည်းမနာလို့ကြောက်ဘူးလေ အခုလိုဖြစ်တာစိတ်တော့မကောင်းပါဘူးဟာဆဆာကမျက်နှာမကောင်းပါဘူးအခုဆိုရင်ဆဆာကမျက်နှာများတဲ့ကောင်းသူကြောင့်ခန်းစားနေရပါတယ်ဖူးချစ်ကကျောင်းကနေအိမ်ကိုပြန်ရောက်လာတော့အမေဖြစ်သူကပြောလိုက်ပါတယ်သမီးလေးတော့ပြန်လာပြီလားသမီး မျက်နှာလည်းတိတ်မကောင်းပါလားကွယ်ဘိုက်ဆိုင်ဒီမှာထမင်းလာစားလိုက်နော်ဖူချစ်ကတော့ဘာမှမပြောပဲအိမ်တဲကိုဝင်သွားပါတယ်ပမင်းုံကြည့်ရတာတခုခုဝမ်းနေနေတယ်လို့ပဲအရင်ကလိုအစားတောက်တွေလည်းတိတ်မစားဘူးစေကျော်တဲ့အရွယ်လေးတွေကတီလိုပါပဲကွာကြီးစားထားတာထက်စာကြိုစာပြီးပတ်စံရှာတာပိုကောင်းပါတယ်ငါဝင်ငွေရောင်ဘလို့လောက်ရမလဲငွေရှာဖို့ငါရောင်လုံနိုင်ရမယ်စင်ရမှုကနေရုံထွက်နိုင်လောင်ပြောင်တာတွေရက်တန့်သွားမှာပဲ ဟုတ်ပြီငါမုံလှုပ်ရောင်းရမယ်မုံရောင်းပြီးတော့ဝင်ငွေရှာလို့ရတာပဲဒီနောက်မှာတော့ဖိုးချစ်ကကောင်းကြီးမုံကိုចောင်းရှင်မှာစာရောင်းပါတယ်တလအတွင်းမှာပတ်စံနဲ့အများကြီးကိုရှာနိုင်ခဲ့တယ်ဖိုးချစ်ကစာကြိုးစားသလိုတစ်ဖက်မှာလည်းအလုပ်ကြိုးစားပါတယ်တနေ့မှာတော့ဖိုးချစ်ကကောင်းသူနဲ့ရုပ်တရက်တွေ့လိုက်ရပါတယ်ဟော့ဖိုးချစ်မင်းကခုမုံရောင်းနေလားကွာအိုးကောင်းသူနင်ကဆက်ဆောက်လှည့်စားခဲ့ပြီးတော့အစ်စ်တယောက်နဲ့တော်ရင်နေရပါပဲ ဘာလို့ဆဆောင်ထားခဲ့တာလဲဆဆာလေးလှတာပဲလေငါကသူနဲ့တွဲရတာပြင်းလာလို့လေအဲ့ဒါကြောင့်မို့ပါအော်ကောင်းသူနင်အရှောင်းကိုတက်စာမဲ့ပါလားနင်အရှောင်းကိုမျက်နှာများပါလားဟင်တရားနဲ့အမြန်သွားငါမောက်နေရောမကောင်းမဲနေအောင်မဲကောင်းသူကတော့ဆဆောင်ကိူးမဆိုင်ပဲမုံမိုးဆိုတဲ့တခြားကောင်မလေးကြောင်းနဲ့တွဲနေပါတယ်ဟေးတက်စာဖောက်နင်ငါ့ကိုလေစားခဲ့တာပဲငါအရန်ခံစားနေရတယ်ဆိုတော့သိရလား ငါနင်ပြောတာမယုံကြည်ခဲ့တဲ့ုံသိလားငါလက်သစ္စာမမဲ့ချင်ပါဘူးဟာငါနင်နဲ့တွဲရတာပြင်းသွားရင်လေနင့်ကိုထပ်ပြီးတော့မချစ်ချင်တော့ဟာကောင်းသူနင်ကလေအယူပဲအခုငါစိတ်ထဲမှာဘာမှမရှိတော့ဘူးနင်လည်းတနေ့ကြတော့ငါလိုပြန်ခံစားရမှာပါဝတ်ဆိုတာနှောင်ဘဝအထိမနေဘူးကြားလားငါမကြိမ်ဆဲပါနဲ့ကွာနာကြီးတယ်တရက်နေထွက်သွားဆက်စားလဲဘာမှထပ်မပြောတော့ပါဘူးအဝေးကသာအမြန်ထွက်လာခဲ့လိုက်ပြီးတငယ်ချင်းစီကိုသွားလိုက်ပါတယ် ဟေးဆဆာနင်ပါစားပြီလေမုံလေးစောင်းလေငါမစားတော့ပါဘူးချစ်ရဲ့ဆဆာနင့်ကိုကြည့်ရတာမျက်နှာလည်းမကောင်းပါလားနင်ကောင်းသူမေ့ပြစ်လိုက်စမ်းပါသူ့ကြောင့်နဲ့နင့်ရဲ့တန်မိုးရှိတဲ့ချိန်တွေမဖြုံးပြစ်စမ်းပါနဲ့ဟာဘူးချစ်နင်မုံရောင်းရတာအဆင်ပြေလားအင်းအဆင်ပြေပါတယ်ဟာတောင်းပိတ်ချိန်ဆိုပူရောင်းရတယ်တဖြည်းဖြည်းနဲ့အလုပ်တွေတိုးချဲ့သွားချင်တယ်ငါတော့အခုလောလောဆယ်ယုံကြည်မှုနဲ့စူးစမ်းနေရလေငါလည်းနင့်လိုမျိုးပဲပတ်စံရှာချင်တယ်ဟာ ငါအားပေးပါတယ်ကြိုးစားပါတငယ်ချင်းပတ်စံရှာတယ်ဆိုတာကောင်းတဲ့အလုပ်ပဲလေဆဆာကအိမ်ပြုံထွက်လာတဲ့အချိန်မှာပဲအိမ်နီနာချင်းတွေကသူ့ရဲ့အကြောင်းကိုအတင်းပြင်ပြောနေကြပါတယ်အမလီအခုခေတ်မိန်းကလေးတွေများကြောင်းဝမပြီးသေးဘူးရီစားထားဖို့ပဲတိကြတယ်လေကိုတယောက်လည်းသူ့ရီစားနဲ့ပြတ်သွားတာမကြသေးဘူးဆိုပဲဟုတ်တယ်စားလည်းကောင်းကောင်းမလုပ်ချင်ဘူးအိမ်တော်ပြုတ်ချင်တာလေအရင်လာလာနေတဲ့ကောင်လေးကဘယ်ရောက်သွားပြီလဲမသိဘူး ဆဆာကအခုလိုအတင်းပြင်းနေကိုဆက်ပြီးတော့တီးမခံနိုင်တော့ပါဘူး။ကျေးဇူးပြုပြီးတော်ကြပါတော့။ပြောင်းလဲဖို့အတွက်ကိုယ်တိုင်ပဲစူးစမ်းပါ။အခုလိုထီတော့မပြောကြပါနဲ့အန်တီတို့ရဲ့။အခုဆိုရင်ဖူချစ်ကအချိန်ကြာမြင့်လာတာနဲ့အမျှသူ့ရဲ့စီးပွားရေးကိုလည်းတိုးချဲ့လာနိုင်ပါတယ်။ဖူချစ်ကလုံလဝရိယရှိပြီးစူးစမ်းသူတယောက်လည်းဖြစ်ပါတယ်။ဂျပန်မှာတော့ဆဆာကနိုင်ငံခြားကိုသွားဖို့ပြင်ဆင်နေပါတယ်။ဒါပေမဲ့သူ့အမေကသဘောမတူပါဘူး။သမီးလေးရဲ့ နိုင်ငံသားထွက်ပြီးအလုပ်သွားလုပ်စရာမလိုပါဘူးကွယ်အခုအမေတို့လက်ထဲမှာပတ်စံရှိနေရပဲလေဒီမှာပဲအမေနဲ့တူတူနေပြီးတော့တခုခုလောက်ပါအမေလည်းသမီးနဲ့တူတူအမင်းရှိနေချက်နဲ့အမေตาဥယျင်အသက်လောက်ချင်လို့အရှင်းကြီးလေးထောက်ပေးပါအောင်ตาဥယျင်အတွက်အရှင်းကြီးလိုလို့ပါမောင်လေးမင်းအမိတ်စီမှာငွေခဏခဏတောင်းနေတာများနေပြီနော်ဒီနေ့မှာတော့ဆဆာကပူချစ်စီကိုသွားခဲ့ပါတယ်အိုးဆဆာပါလားနင်ကောင်လာတွေ့တာလားနင်နိုင်ငံချောက်မထွက်ဖြစ်ဘူးလား ငါနှစ်ကိုနိုင်ငံခြားထွက်တော့မယ်လို့ထင်နေတာငါမတော်ဖြစ်တော့ပါဘူးဟာအမေကလည်းခွင့်မပြုဘူးလေငါဒီမှာပဲနေတော့မယ်ဆဆနှစ်ရဲ့အနာဂတ်အတွက်ဘလို့စဉ်းစားထားရလဲဒီမှာပဲနေပြီးတခုခုဝင်လှုပ်ပါလားဟာအင်းမငါလည်းအဲ့လိုမျိုးပဲစဉ်းစားထားတယ်အခုဆိုရင်ငါတို့ရဲ့မိသားစုကလည်းအရင်ကလိုအဆင်မပြေတော့ဘူးလေဆဆနင်အကူညီလိုတဲ့ဆိုရင်လည်းငါ့ကိုပြောလေငါတက်နှံတလောက်ကူညီပေးပါမယ်ကြီးစုပါတငယ်ချင်းရဲ့ငါလည်းလောလောဆယ်တော့ဘာလုပ်သင့်လဲဆိုတော့စဉ်းစားလိုက်အောင်မယ် ငါတို့လေအခုကုမ္ပဏီတစ်ခုမှလည်းဝင်လုပ်ချင်နေတယ်ဒါတော့ငါစမ်းစားထားတာပါဖိုးချစ်ကတော့ဆဆောက်အကြံဉာဏ်တွေပေးလိုက်ပါတယ်ဆဆာကတော့အခုလိုချိန်ရောက်မှတငယ်ချင်းဖြစ်သူရဲ့စေတနာကိုနားလည်လာခဲ့ပါတယ်နေအနေငယ်ကြတော့ဖိုးချစ်ကကုမ္ပဏီတစ်ခုမှဝင်ရောက်လုပ်ကင်ခဲ့ပေမဲ့သူ့ရဲ့စီးပွားရေးအဆင်ပြေတိုးတက်လာတော့ကုမ္ပဏီကနေနှုတ်ထွက်ခဲ့ပြီကိုယ်ပိုင်စီးပွားရေးအလုပ်ကိုတိုးချဲ့ခဲ့ပါတယ်အခုဆိုရင်ဖိုးချစ်ရဲ့ဆိုင်က စားတော့ဖွဲ့ရာတွေက ပြေပအထိကိုတင်ဖို့ရောင်းချနေရပါတယ်။ဖိုးချက်ကသူ့ရဲ့ကိုပိုင်စီးပွားရေးမှာအဆင်ပြေလာတာနဲ့အမျှသူ့ရဲ့မိဘလည်းစိတ်ချမ်းချမ်းသာသာနဲ့နေထိုင်လာနိုင်ခဲ့ပါတယ်။ဖိုးချက်ကအရန်ကိုအဆင်ပြေလာတဲ့အချိန်မှာဆင်ဆင်ကတော့ဟင်းပင်းရွက်တွေကိုရောင်းချနေရပါတယ်။အိုးတငင်ချင်းဖိုးချက်ရဲ့ချောလာလိုက်တာငါတော့မမှတ်မိဘူး။နေပါဝယ်မလို့လဲဝဲလေ။အိုးတငင်ချင်းရဲ့ဆဆနင်တီမာဈေးလာရောင်းညာလားငါတော့မသိပါလား။ဟုတ်တယ်ဖိုးချက် ငါတို့ကအရင်ကလိုအဆင်မပြေတော့ဘူးလေငါတို့ဘဝပြောင်းလဲသွားပြီဟာနင့်ကိုအခုလိုလှလှပပအဆင်ပြေပြေတွေ့ရတော့ဝမ်းသာပါတယ်ဟာနင်အခုလိုထိဘလို့တော့ပြောင်းလဲသွားရတာလဲဟာမယုံကြည်နိုင်စရာပဲနင်ဘာတွေဖြစ်နေရလဲငါ့ကိုပြောပြဆမ်းပါဖူးချက်အခုငါတယောက်တည်းရုန်းကန်နေရတယ်လေငါအမေကလည်းကျမ်းမကြီးမကောင်းတော့ဘူးဟာငါလည်းရတာလေးပဲစုပြီးတော့ရောင်းချနေရတာမောင်လေးကိုထောက်ပံ့ပေးရင်အခုလိုခြေနေကိုရောက်သွားတာပဲသူကလည်းအခုဆိုအလုံးမလုပ်ပဲအမြဲမူးနေရလေး အဲ့ဒါကြောင့်ငါပဲအလုပ်တွေကြိုးစားနေရတာတငယ်ချင်းရဲ့စိတ်မကောင်းလိုက်တာဒါပေမဲ့နင်ဘာမှစိတ်မပူနဲ့ငါနင့်ကိုကူညီပေးမယ်နင်စိတ်တက်မကြပါနဲ့ဟာကျေးဇူးတင်ပါတယ်တငယ်ချင်းရဲ့ရပါတယ်ဟာငါတို့ညောက်ကတငယ်ချင်းတွေပဲလေဘူချစ်ကတငယ်ချင်းကောင်းပြီးသားပါတယ်ဆဆောက်ကိုစီးပွားရေးလုပ်ဖို့အရှင်းနှီးထုတ်ပေးခဲ့ပြီးသူကိုယ်တိုင်ဘေးရနေအားပေးခဲ့ပါတယ်အခုဆိုရင်ဆဆာကတငယ်ချင်းဖြစ်သူရဲ့အားပေးမှုတွေနဲ့တူတူအလုပ်တွေကိုစူးစမ်းလုပ်ကင်နေပါပြီ တငယ်ချင်းကောင်းရှိတာကအရင်ကိုတန်မိုးရှိပါရနော်တငယ်ချင်းကောင်းဆိုတာကလိုအပ်နေတဲ့နေရာလေးတွေကိုဖြည့်ဆွက်ကူညီပေးနေသူဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုကြည့်နေတဲ့ပရိသတ်တွေထဲမှာလေကို့မှာတငယ်ချင်းကောင်းရှိတယ်ဆိုရင်အဲ့ဒီတငယ်ချင်းကောင်းကိုတန်မိုးထားရမယ်နော်